မင်္ဂလာပါရှင်ဆရာသက်လုံရေးသားထားတဲ့တတိယနာဖြင့်နားထောင်ခြင်းဆိုတဲ့စာအုပ်ထဲကအချိန်ကာလ၃ပါးနှင့်စင်ခြင်းတွေးတောမှုဆိုတဲ့ခေါင်းစဉ်လေးကိုဖတ်ပြပေးခြင်းပါတယ်ရှင်ကျမရစာဖတ်သူခေါရှချူပါ Listeners Heaven Audiobook ချနကနေတင်ဆက်တာဖြစ်ပါတယ်ရှင်အချိန်ကာလ၃ပါးနှင့်စင်ခြင်းတွေးတောမှုအင်္ဂလိပ်ဘာသာပေရမှာ intuition ဆိုတဲ့ဝေါဟာရတရက်ရှိပါတယ်။သူ့ရဲ့အတိတ်ပဲကို ဖွင့်ဆိုရလို့ရှိရင်အလိုလိုသိမြင်လာတဲ့ဉာဏ်ဆိုတဲ့အဖြေကိုရပါတယ်။ဒီဉာဏ်မျိုးကိုရရှိထားသူဟာပြဿနာရဲ့အဖြေကို စနစ်တကျစင်ကြင်တိုင်းထွာခဲ့ခြင်းမရှိဘဲရုပ်တရက်ဆိုသလို အဖြေရတတ်ပါတယ်။ရှေ့မှာဖြစ်ပေါ်လာမယ့်အကြောင်းချင်းရာတရက်ကို စင်ကြင်တွေးတောမှုမရှိဘဲလက်ငင်းသိမြင်တတ်ပါတယ်။ ဒီညံအမျိုးအစားမှာမွေးဖွားလာခြင်းကတည်းကပင် ပါရမီအလျောက်ပါလာတာဖြစ်လို့မွေးယူလို့မရဘူးလို့အဆိုရှိပါတယ်။ကျွန်တော်ရဲ့အယူအဆကတော့ပါရမီအလျောက် မွေးရပါညံမျိုးဖြစ်တယ်ဆိုတာကိုတော့လက်ခံသင့်ပါတယ်။ဒါပေမဲ့ဒီလိုညံမျိုးမပါလာသူတွေအတွက်တော့လမ်းပိတ်နေတယ်ဆိုတာကိုတော့လက်မခံနိုင်ပါဘူး။ ဝင်းမြူစူးစားလေ့ကျင့်မယ်ဆိုရင်ဒီညံမျိုးကိုရနိုင်တယ်လို့ယူဆရပါတယ်။ရှားကိုင်းနှုံးပြည့်ဒီညံမျိုးမဟုတ်သည်ထားအောင်။တာမန်ယူယူရှင်ရင်ဆွဲညံထက်ပုံမကောင်းမွန်တဲ့ညံအဆင့်အတန်းကိုတော့ရောက်ရှိနိုင်တယ်လို့ကျွန်တော်လေးနက်ခိုင်မာစွာယုံကြည်မှုရှိပါတယ်။အတိတ်ကကံကိုပြန်လဲပြုပြင်လို့မရပါနဲ့။အနာဂတ်အတွက်တော့ကံကိုဖန်တီးနိုင်ခွင့်ရှိပါတယ်။ထုံနှင်းတူစွာ အတိတ်ကညံကို အသည့်တဖန်ပြုပြင်အစားထိုးနိုင်စွမ်းမရှိပေမဲ့အနာဂတ်အတွက်ညံကိုဖန်တီးယူနိုင်ခွင့်ရှိပါတယ်။ဒီလိုဖန်တီးရမှာအဓိကတော့ချက်ကတော့ပြစ်ဆုတ်ပံကာလနဲ့ကျွန်ုပ်တို့ရဲ့ဝရိယပဲဖြစ်ပါတယ်။ဝရိယဆိုတာကတော့အတိတ်ပြစ်ဆုတ်ပံအနာဂတ်ဆိုရက်ကာလ၃ပါအနက်ပြစ်ဆုတ်ပံကာလနဲ့သာဓာတ်ရိုက်သက်ဆိုင်ဆက်ဆံနေတဲ့တရားပဲဖြစ်ပါတယ်။ဘဝဆိုတာကတော့စဉ်စစ်မှာအချိန်ကာလပဲဖြစ်တယ်။ အချိန်ကာလကို၃ပိုင်းခွဲခြားထားပြီးတော့ပြီးခဲ့တာကိုအတိတ် ဖြစ်နေစဉ်ကိုပြစ်ဆုတ်ပန်းနဲ့မဖြစ်သေးတာကိုအနာဂတ်လို့ခေါ်ပေါ်ပါတယ်။တနည်းအားဖြင့်ဆိုရရင်အတိတ်ဆိုတာအခုကျွန်ုပ်တို့ ကြုံတွေ့ခဲ့ရပြီးရဲ့ပြစ်ဆုတ်ပန်းဖြစ်ပြီးတော့အနာဂတ်ဆိုတာကြုံတွေ့ရလက်တန့်သောပြစ်ဆုတ်ပန်းဖြစ်ပါတယ်။ကြုံတွေ့နေရတဲ့ပြစ်ဆုတ်ပန်းကာလဆိုတာကတော့အတိတ်နဲ့အနာဂတ်ကိုပေါင်းကူးပေးထားတဲ့ တူတောင်းလာတဲ့တရားငယ်ပဲဖြစ်ပါတယ်။မနှက်ဖြံဆိုတာကိုကျွန်ုပ်တို့မမြင်ရသေးပေမဲ့လည်းအဲ့ဒီမနှက်ဖြံကိုကျွန်ုပ်တို့တွေမုတ်ချ တွေ့ကြုံရမယ်ဆိုပြီးတော့မျက်စိမိတ်ယုံကြည်ထားကြတယ်။ဒါပေမဲ့မနှက်ဖြံမှာဘာတွေဖြစ်မယ်ဆိုတာကိုသင်သိပါသလားလို့မေးလိုက်ရင်ဘယ်သိနိုင်ပါမလဲလို့ပြန်ပြီးတော့ဖြေကြမှာပဲဖြစ်ပါတယ်။မနှက်ဖြံမှာမျော်လင့်မထားတဲ့အရာတစ်စုံတစ်ခုဖြစ်ရင် စိတ်အလောက်ရှားဆုံးဖြစ်ရမှာ။ မလွဲဧကံပဲဖြစ်ပါတော့တယ်။တဘာဝကကျွန်ုပ်တို့အတုံးချစရာတွေကိုမြောက်များစွာပဲပေးအပ်ထားတယ်။ဒါရီအနက်အချိန်ရလဲအပါအဝင်ဖြစ်ပါတယ်။ကျွန်ုပ်တို့မျော်လင့်ရမယ်။မျော်လင့်ချက်ကိုအစင်ထားရမယ်။မမျော်လင့်ခြင်းမူဆိုရင်ဘဝမှာဘာကြောင့်နေကျင်သေးတာလဲ။မျော်လင့်ခြင်းဆိုတာမနှက်ဖြံအောင်အသွင်သဏ္ဍာန်ဖန်ခြင်းဖြစ်ပါတယ်။မနှက်ဖြံအတွက်မျော်လင့်နေဆိုရင်ကျွန်ုပ်တို့ရဲ့အခြေခံမှာ အတိတ်နဲ့ပြစ်ဆုံးပံပေါင်းဆက်လိုက်ခြင်းဖြစ်ပါတော့တယ်။ဒီနေ့ဖြစ်ပေါ်ကြုံတွေ့ချက်တွေကိုအတိတ်ကာလကြုံတွေ့တာတွေနဲ့ဆက်ဆက်ပြီးတော့မနှက်ဖြံမှာဖြစ်ပေါ်လာတဲ့အခြေအနေကိုစင်ကျင်ရမယ်။လောကအစဉ်ပြောင်းလဲနေပါတယ်။ပြောင်းလဲမှုမှန်သမျှအခြေခံမျိုးစိတ်ရှိရမှကြီးဖြစ်ပါတယ်။အတိတ်နဲ့ပြစ်ဆုံးပံကိုပေါင်းဆက်စင်ကျင်တတ်သူကမျိုးစိတ်ကိုမြင်တတ်သူဖြစ်တာကြောင့်မနှက်ဖြံရဲ့အသီးအပွင့်ကို ျော်လင့်နိုင်သူဖြစ်ပါတယ်။ဒီလိုလူမျိုးကို မနှက်ဖြန်ဆိုတဲ့ကာလတစ်စီခြောက်တယ်လို့မခြောက်နိုင်ပါဘူး။ဘလို့အဖြစ်အပျက်အခြေအနေမျိုးဖြစ်လာတာပဲဖြစ်ဖြစ်ဒီလိုလူမျိုးဟာရင်ဆိုင်နိုင်တာပဲဖြစ်ပါတယ်။အဲ့ဒီသူမျိုးတို့အလိုလိုတိတက်တဲ့ညံဟာရင့်တန်လာရမှာပဲဖြစ်ပါတယ်ဒီလိုစင်ချင်းတွေးတော့မှုကိုကျွန်ုပ်တို့ဘယ်လိုစတင်ကြပါမလဲ ကျွန်ုပ်တွေးခေါ်မိသမျှတင်ပြပါရမယ်။ရှေးဥစွာကျွန်ုပ်တို့ရဲ့စန္ဒတွေကို စီစစ်ရမယ်။ကျွန်ုပ်တို့မှာစန္ဒပေါင်းမြောက်များစွာရှိနိုင်တယ်။စာရွက်တရွက်ပေါ်မှာ ကျွန်ုပ်တို့ဖြစ်လို့တဲ့စန္ဒတွေကိုတကြောင်မီတကြောင်ရေးထားပါ။ဒီစန္ဒတွေထဲမှာအမျိုးအစားနှစ်မျိုးပါဝင်ပါလိမ့်မယ်။တစ်မျိုးကတာရှိစန္ဒနဲ့ကြံတစ်မျိုးကတော့တာဒိုစန္ဒဖြစ်ပါတယ်။ဥပမာတင်ရတစုံတစ်ခုသောရုပ်ရှင်ဇာတ်ကကြည့်လို့ရတဲ့ အောင်မြင်တော်သူဖြစ်လို့ရယ်ဆိုရယ်ဆန္ဒနှစ်ခုရှိနေရဆိုပါတော့ရုပ်ရှင်ကြည့်ခြင်းနဲ့ဆန္ဒကရုပ်ရှင်စကားပြသနေစဲမှာသာတည်နိုင်တယ်ဒါအပြင်အဲ့ဒီကိစ္စဖြစ်မြောက်ဖို့ကများစွာခဲရင်လာတာမဟုတ်ဘူးဒီလိုဆန္ဒမျိုးကိုတာတူဆန္ဒလို့ခေါ်ဆိုပါ အောင်မြင်တဲ့သူတူအဖြစ်တူရောက်ရှိဖို့ကချက်ချင်းလက်ငင်းတော့မဖြစ်နိုင်ဘူးရုပ်ရှင်ကြည့်ဖို့ထက်ဝရိယပို့ပြီးတော့လိုအပ်တယ်အချိန်ုံလေးပို့ပြီးတော့ပေးရမယ် ဒီလိုဆန္ဒမျိုးတာရှိဆန္ဒလို့ခေါ်ဆိုပါအဲ့ဒီလိုပဲတင်းရဲ့ဆန္ဒတွေကိုတာတို့ဆန္ဒနဲ့တာရှိဆန္ဒဆိုပြီးနှမျိုးနှစခွဲချလိုက်ပါအဲ့ဒီနောက်တာတို့ဆန္ဒတွေမှာအရေးကြီးဆုံးနဲ့အလိုလားဆုံးသောဆန္ဒတစ်ခုရွေးချယ်ရမယ်အဲ့ဒီလိုပဲတာရှိဆန္ဒတွေမှာလည်းအဓိကအဖြစ်ဆုံးဆန္ဒတစ်ခုရွေးရမယ်အခုခါမှာတော့တွေးတော့ဆင်ကျင်အောင်စတင်ရပါရမယ် အတိတ်ကာလမှာတင်းရဲ့စန္ဒာတွေနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေဘလို့ရှိခဲ့ရဲဆိုတာကိုမှတ်မိနိုင်တဲ့၍ပြန်လည်ပြီးတော့စဉ်းစားရမယ်။အတွေ့အကြုံဆိုတာကိုယ်တိုင်တွေ့ကြုံတာလည်းပါတယ်။သူတစ်ပါးရဲ့အတွေ့အကြုံတွေကိုမှတ်သားမိဖူးတာတွေလည်းပါဝင်ပါတယ်။ဒီနေ့မိမိရဲ့အခြေအနေအရရက်ကို ခွဲခြားစိတ်ဖြာပြီးတော့စဉ်းကျင်ပါ။ဒီနောက်အတိတ်ကာလမှာအတွေ့အကြုံတွေနဲ့ယနေ့အခြေအနေဆက်ဆက်ပြီး အနာဂတ်ကာလမှာမိမိရဲ့စန္ဒပြည့်ဝစေဖို့ဘလို့ပြုလုပ်မယ်ဆိုတာဆင်ခြင်ပါဒီလိုစီစဉ်တာအနာဂတ်ကာလကိုအမိန်ပေးတာလည်းမြည်ပါတယ်စီစဉ်ချက်ကိုစာနဲ့ချရင်းနိုင် အကောင်းဆုံးဖြစ်တယ်စီစဉ်ပုံကတော့မနက်ဖြန်ကိုအကျန်း၃ပိုင်းပိုင်းမှာမနက်နေ့လယ်နဲ့ညနေလိုဖြစ်ပါတယ်အသေးစိတ်နိုင်တော့ပိုကောင်းတယ်ဒါပေမဲ့စတင်သူအတွက်တော့၃ပိုင်းသာပိုင်းထားတင်ပါတယ်မိမိရဲ့စန္ဒပြည့်ဝစေဖို့ မနက်ဖြန်ဘယ်အပိုင်းမှာဘာလုပ်ရမယ်ဆိုတာကိုစဉ်းစားစီစဉ်တာပဲဖြစ်ပါတယ်မနက်ဖြန်အတွက် စီစဉ်လို့မရရင်တပတ်ခါမှာစီစဉ်မယ်ဆိုပြီးတော့ချထားလိုက်ပါတပတ်ခါကိုစီစဉ်ဖို့ကမနက်ဖြန်ရဲ့အလုပ်ဖြစ်ပါတယ်မိမိရဲ့တာတို့ဆန္ဒအတွက်စီစဉ်စင်းမှာပဲတာရှိဆန္ဒအတွက်လည်းအချိန်တစ်ချိန်ပေးထားပါဒီဆန္ဒတွေအတွက်စီစဉ်လို့ရသည်ဖြစ်စေမရသည်ဖြစ်စေမနက်ဖြန်အတွက်သင်ဘာလုပ်မယ်ဆိုတာကိုတော့ချရေးထားပါ မနှက်ဖြန်အတွက်စီစဉ်တာအဋိဌံပြုခြင်းတစ်မျိုးပဲဖြစ်ပါတယ်။မနှက်ဖြန်ရောက်တဲ့အခါမှာတင်ချရေးထားတဲ့အစီအစဉ်အတိုင်းတက်နိုင်သလောက်ဖြစ်မြောက်အောင်ဆောင်ရွက်ပါ။ဒါကတော့ဝရိယကိုအသုံးပြုတာပါပဲ။တကယ်လို့တင်စီစဉ်ထားခဲ့ပါလျက်မလွဲတာလို့မလုံဆောင်လိုက်ရရင်နောက်တစ်နှစ်အတွက်အစီအစဉ်တွေထပ်ပြီးတော့ထည့်လိုက်ပါဦး။တဖြည်းဖြည်းနဲ့တင်းရဲ့စီစဉ်ချက်တွေကအသေးစိတ်တို့ရောက်လာပါလိမ့်မယ်။နောက်တစ်နှစ်မှာ ဖြစ်မြောက်အောင်လှုပ်ဆောင်နိုင်သမျှတော့တင့်ရဲ့အဋိဌံပါရမီပြည့်သွားတာဖြစ်တဲ့အပြင်တင့်ရဲ့စိတ်ထက်အင်အားကြန့်ခိုင်မှုကလည်းအလိုလိုပြည့်ဝလာပါလိမ့်မယ်။ဒါကအလိုလိုသိမြင်တဲ့ဉာဏ်ရဲ့အခြေခံပဲဖြစ်ပါတယ်။ကျွန်တော်တို့ဟာနေ့စဉ်ဒါရီရေးတတ်ကြရဲ့အတွေ့အကြုံတွေကိုမှတ်တမ်းတင်ထားတာဖြစ်ပြီးတော့စင်ကြင်မှုပြုတဲ့အခါလုံစောမှအဖိုးတန်ပါတယ်။ဒါပေမဲ့လည်းဒါရီရေးတာ အလုတ်တဝက်သာလျင်ပြီးစီးရဲ့ လုံးစရာကြံသေးရဲ့အတိတ်ကာလအတွက်ဒါရီရေးတယ်လို့အနာဂတ်အတွက်လည်းဒါရီရေးရမယ်အဲ့ဒါရီကတော့ကျွန်ုပ်ယခုဖော်ပြခဲ့တဲ့ မနှက်ဖြန်အတွက်အစီအစဉ်ဆွဲတာပဲဖြစ်ပါတယ်သင်ရေးဆွဲခဲ့တဲ့အစီအစဉ်အတိုင်းနောက်တစ်နေ့မှ လိုက်နာကြင့်ကြံနိုင်သရွေ့သင်ရဲ့စန္ဒာပြည့်မြောက်စရာနီးစပ်လာယုံမကသင်ရစိတ်ထက်ခိုင်မာကြံ့ခိုင်သူတူဦးဖြစ်ပြီး မနောတကူပိုင်ရှင်တယောက် မတိမတာနဲ့ဖြစ်လာမယ်ဆိုတဲ့အကြောင်းစေဒနာကောင်းတဲ့အိတ်တုံဖာမှရေးသားပေါ်ပြလိုက်ရပါတော့တယ်ဒီနေရာလေးမှာတော့စာရေးသူဆရာတက်လုံရေးသားထားတဲ့တတိယနာဖြင့်နားထောင်ခြင်းဆိုတဲ့စာအုပ်ထဲကအချိန်ကာလ၃ပါးနဲ့ဆင်ခြင်တွေးတော့မှုဆိုတဲ့ခေါင်းစဉ်လေးကတော့ပြီးဆုံးသွားပါပြီရှင်ဒီခေါင်းစဉ်လေးကိုတော့ချင်းတွင်းမဂ္ဂဇင်းမှာရေးသားထားခဲ့တာဖြစ်ပါတယ်ရှင် နောက်ထပ်ဒီလိုမျိုးစိတ်ဝင်စားဖွယ်ရာအကြောင်းအရာလေးတွေကိုဆက်လက်တင်ဆက်ပေးမှာမလို့ကျွန်တော်ရဲ့ Listeners Heaven Audiobook Channel လေးကို Like and Subscribe လေးလုပ်ပေးသွားကြပါအောင်နော်